ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ချင်းချင်းဆက်ဆက်မှုမှုတမ်းမြိုင်နဲ့တင်းတင်းလေးနဲ့အရန်ဦးမှာစားလို့ကောင်းတယ်ငါတမ်းမြတ်ပေါင်းလေးလို့စားပြတာလေးကိုအားလုံးမျှဝေပေးချင်ပါတယ်ရှင်ငါတမ်းမြတ်ပေါင်းလေးရဆိုလို့ရှင်တလုံးစားမိရနဲ့လုံးဝရက်တက်လို့မရတော့ဘူးလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင် channel လေးကိုလည်း like and subscribe လေးနှိပ်တော်ပေးပါအောင်ရှင် ငါးပါမှုအတွက်ဇလာဘီယာငါးလေးနှစ်ကောင်ကိုတေချာရေးတန့်စင်အောင်စေကြောတန့်စင်ထားပါမယ်ပြီးလို့ရှိရင်တော့ငါးလေးတွေကိုအရသာဝင်စီဖို့အတွက်ရှာလကာရေးလေးနဲ့ငါးငန့်ပြာရေးလေးတွေစမ်းပြီးတော့နှက်ထားပေးလိုက်ပါမယ်ရှင်ငါးမိနစ်လောက်ဖုံးလေးအုပ်ပြီးတော့ခဏထားပေးလိုက်ပါမယ်ငါးမိနစ်ပြည့်ပြီဆိုလို့ရှိရင်တော့နောက်တစ်ပတ်ကိုလှမ်းပြီးတော့နောက်ထပ်ငါးမိနစ်လောက်ထပ်ပြီးထားပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့အထည်လေးကိုအရသာလေးတွေစိတ်ဝင်ပြီးတော့စားလို့လည်းရန်ကောင်းပါတယ်ရှင် ဒါကတော့ငန်းတပ်ပြန်ပေါင်းဖို့အတွက်ပေါ့နော်ပြင်ဆင်ထားတဲ့ပေါ့ဒီစီလေးတွေပါရှင်။ငါးလေးလည်းနှက်ထားတာအရသာလေးဝင်လောက်ပြီဆိုတော့ပထမဆုံးစပြီးတော့ငါးလေးကိုပြုတ်ပေးပါမယ်။ငါးပြုတ်ဖို့အတွက်အမွှေးနှက်တာအနေနဲ့စပလင်းချင်းနက်နက်အမြင့်ကလေးတွေကိုလည်းတခြားရေးပြောင်းစင်အောင်ဆေးပြီးတော့ထည့်ပေးထားပါမယ်ရှင်။ပြီးရင်တော့ငရုတ်ကောင်းအမဲစီလေးတွေထည့်ပေးပါမယ်။ပြရတာအတွက်ခနောလေးတစ်စုံလောက်ထည့်ပေးလိုက်ပါမယ်ရှင်။ ပြီးလို့ရှိရင်တော့နှက်ထားတဲ့ငါးလေးတွေကိုထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ရှင်။ယေစုလာပြီးလို့ငါးသားလေးတွေနူးလောက်ပြီဆိုလို့ရှိရင်တော့တစ်ဖက်လှန်ပေးလိုက်ပါမယ်ရှင်။နောက်တစ်ဖက်ကိုလည်းခဏပဲပြုတ်ပေးလိုက်လို့ရှိရင်တော့နူးလာပါပြီ။နူးပြီဆိုလို့ရှိရင်တော့ငါးလေးတွေကိုဆယ်ပေးလိုက်ပါမယ်ရှင်။ငါးလေးတွေဆယ်ယူပြီးသွားပြီဆိုလို့ရှိရင်เนาะအနှစ်ကလေးတွေအနှစ်ပေါ့เนาะ ငါးသက်မြပေါင်းဖို့အတွက်အနှစ်ကလေးတွေပြင်ဆင်ပါမယ်ဒါကတော့ငါးပြုတ်တာတုံးမှာအနှစ်ကလေးတွေကိုပြင်ဆင်တာပါဗီဒီယိုကတော့အဆင်ပြေအောင်ဆက်လိုက်တဲ့အတွက်နောက်ကိုရောက်သွားခြင်းဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့အနှစ်ကလေးတွေစပြီးထောင်းပါတော့မယ်အနှစ်ထောင်းဖို့အတွက်အရင်ဆုံးကျွတ်တုံအဖြူလေးတွေထည့်ပြီးရောညအောင်ထောင်းပေးလိုက်ပါမယ်ရှင်ကျွတ်တုံဖြူလေးတွေညလောက်ပြီဆိုလို့ရှိရင်တော့ငရုတ်သီးစိမ့်လေးတွေကိုလည်းထည့်ပြီးတစ်ခါတည်းထောင်းပေးလိုက်ပါမယ်ယူစီစိမ့်လေးတွေလည်းညလာပြီဆိုလို့ရှိရင်เนาะစပလင်လေးတွေထောင်းပေးပါမယ်ရှင် ဇပလင်ကိုတော့ပပလေးတွေနှီးပြီးမှထည့်ထောင်းပေးပါမယ်။ဒါမှထောင်းတဲ့အခါမှာအလွယ်တကူညံ့မှာပါရှင်။ဇပလင်လေးတွေညက်သွားပြီဆိုလို့ရှင်တော့ချမ်းနံနံလေးတွေကိုထည့်ထောင်းပေးပါမယ်။ချမ်းနံနံအမြင့်ကလေးတွေကိုထည့်ထောင်းတဲ့အခါမှာတော့တေချာရေပြောင်ဆင်အောင်ဆေးရပါတယ်။သူကမြေကြီးရဲ့အနေလာတဲ့အတွက်သူ့မှာတဲတွေပုံနေကပ်နေတဲ့အတွက်ရေတေချာပြောင်ဆေးပြီးပပလေးလေးတွေမှထည့်ထောင်းပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့နည်းနည်းလေးမှာနည်းနည်းအယိုးလေးတွေကိုလည်းတစ်ခါရဲထည့်ထောင်းပေးလိုက်ပါမယ်ရှင်။ နည်းနည်းအရိုးလေးတွေညက်လောက်ပြီဆိုလို့ရှိရင်တော့အပေါ်ပိုင်းမှာကျန်နေတဲ့နည်းနည်းရဲ့အရွက်ကလေးရဲ့ပင်စင်းရွက်လေးရဲ့နဲ့ရှမ်းနည်းနည်းရွက်ကလေးတွေကိုတော့နောက်ဆုံးမှထည့်ပြီးတော့တမတော်အောင်ဖွားဖွားလေးထောင်းပေးလိုက်ပါမယ်ရှင်။သူတို့ကအရွက်နုလေးတွေမို့လို့အရင်အားစိုက်ပြီးတော့ထောင်းစရာတော့မလိုပါဘူး။နည်းနည်းလောက်ဖွားဖွားလေးပေါ့နော်။အကုန်လုံးတမတော်အောင်လုပ်ပေးလိုက်တဲ့ဆိုရင်လည်းရပါပြီ။ကဲဒါဆိုလို့ရှိရင်တော့ငါးတက်မြပေါင်းဖို့အတွက်အနှစ်ကလေးရပါပြီရှင်။ နစ်ကလေးကိုမြင်တာနဲ့တင်လုံးဝစားရှင်းစရာလေးဖြစ်နေပါပြီ။ကဲခုဆိုရင်ငါးသက်မြောက်ပေါင်းဖို့အနစ်ကလေးရပြီဆိုတော့ခုနကပြုတ်ထားတဲ့အိုးလေးကိုမိဖို့ပေါ်ပြန်တင်ပြီးတော့ငါပြုတ်ထားတဲ့အထက်မှာကြံ့နေရဲ့ဇပလင်လေးနဲ့ဂျင်းလေးတွေကိုဆယ်ထုတ်ပြလိုက်ပါမယ်ရှင်။ဇပလင်နဲ့ဂျင်းလေးတွေဆယ်ထုတ်ပြသွားပြီဆိုလို့ရှိရင်တော့ရေအနေငယ်လောက်ထပ်ထည့်ပြလိုက်ပါမယ်။ရေထည့်ပြီးသွားရင်တော့ငါးငန့်ပြာရေလေးထပ်ထည့်ပြပါမယ်ရှင်။ ြီးရင်တော့ခရုစီလေးလည်းထပ်ထည့်ပေးလိုက်ပါမယ်ရှင်။ထောင်းထားတဲ့အနှစ်ကလေးတွေကိုလည်းထည့်ပေးလိုက်ပါမယ်။ထောင်းထားတဲ့အနှစ်ကလေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အရတာအတွက်ခနောလေးတစုံလောက်ထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးလို့ရေဆူလာရင်တော့ရပါပြီ။အရတာအပေါ်ငံနဲ့ရေအနည်းများတော့ကိုလိုတလိုချိန်နိုင်ပါတယ်ရှင်။ ပြီးရင်တော့ခုနကပြုတ်ထားတဲ့ငါးလေးပုံမှာအနှစ်ကလေးတွေစမ်းပြလိုက်မယ်ဆိုရင်တော့လုံးဝအိုအရသာရှိရဲ့ငါးသက်မြပေါင်းလေးရပါပြီ။ဒါပေမဲ့မပြည့်စုံသေးပါဘူးပြည့်စုံသွားဖို့အတွက်သက်မြသီးလေးအပေါ်ကနေညှစ်ပြလိုက်ပါမယ်။ခုလိုမျိုးဟီးရီပူပူလေးမှာတံမြသီးလေးညှစ်လိုက်မယ်ဆိုလို့ရှိရင်တံမြရဲ့နံလေးကလုံးဝတင်းထွက်လာပြီးအနံလေးနဲ့တင်အောင်ပဲလုံးဝဆွဲဆောင်မှုအပြည့်ရှိပြီးတော့စားကြံကြလေးဖြစ်နေမှာပါရှင်။ အခုချက်ပြသားရဲ့နီးလန်းလေးရလွယ်လဲလွယ်ကူပြီးအရန်လဲစားကောင်းတာမို့လို့အားလုံးပဲလိုက်လုစားကြည့်ကြပါလို့တိုက်တွန်းပါတယ်ရှင်။ဒီနီးလန်းလေးရအားလုံးတို့အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကိုယ့်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်။နောက်တင်မယ့်ဗီဒီယိုလေးမှာလည်းအားလုံးနဲ့ပြန်တွေ့ကြပါမယ်။အားလုံးပဲတတ်တာ